Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့အားမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ပထမအဆုံးတင်ပုတ်ကတော့ထိုင်းနိုင်ငံနေမီသူမီဝါဖြစ်ကြောင်းတက်တိခါလက်မှတ် CI စာအုပ်မှနိုင်ငံကူးလက်မှတ်ပြောင်းရင်ဆောင်ရွက်ပေးနေတဲ့မဟာဂျိုင်း ဒီဒီစီစီရုံကိုစစ်တက်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းမှုပုံပုံထိန်းချုပ်တင်းကျပ်လိုတဲ့တဘောလို့သတင်းရရှိပါတယ်။အဲဒီမှာဆိုရင်ပုံမှန်ဖွင့်ထားတဲ့ရုံတစ်ခုကိုပိတ်လိုက်ခြင်းကထိုင်းထဲမှာရောက်နေတဲ့လူတွေရဲ့ကိုယ်ရေးအချက်လက်ကိုဒီထက်ပို့ပြီးတော့စနစ်တကျနဲ့ပို့ပြီးတော့လိုဂျင်လို့ပြန်လည်ပြင်ဆင်ပိုင်းတွေလုပ်နေတယ်လို့သုံးသပ်ပါတယ်။ပတ်စပို့အနီထုတ်ပေးရေးကိစ္စကိုရခင်ထက်ပို့ပြီးတင်းတင်းကျပ်ကျပ်ကင်တွင်မယ်လို့ထင်တယ်။မြန်မာတန်ယုံလို့ area မှာပဲထုတ်ပေးလိုက်မယ်ထင်တယ်။ဒါကတော့ကျွန်တော်မြန်မာတန်ယုံနဲ့ဝေးတယ်။မဟာချိုင်းကရုံကိုပိတ်တာဆိုတော့ဆိုတော့မြန်မာလူသမားကြီးကကူညီပေးနေသူကိုယ်ရေးစီရဲမင်းကသတင်းပို့ထားလို့သိရမယ်နော်။အဲ့တော့ ဒီ CI စာအုပ်နိုင်ငံကူးလက်မှတ်ပြောင်းဖို့ဆောင်ရွက်နေတဲ့မဟာဂျိုင်းမှာရှစ် TDCC ရုံးကိုစစ်တပ်ကပိတ်လိုက်တဲ့သတင်းဖြစ်ပါတော့နောက်ထပ်သတင်းတစ်ခုကတော့မော်ဒန်စကန်အသိအခံမယ်ဆိုတာတပတ်ကြိုတီးခဲ့ပေမဲ့ဘာအကောက်ွဲမှာစစ်ကောင်းဆောင်တွေကလုတ်ပေးမပေးဘူးလို့စစ်တုံးမှန်တွေပြောနေဆိုသတင်းမှဖြစ်ပါတယ်အဲ့တော့တရင်မှုတောင်ယူနေတဲ့မော်ဒန်စကန်ဒုတရင်မှုကထိုင်းဘက်ကိုကိုလိုရုံးပြီးသွားရလို့လဲကြားတာပေါ့နော်အဲ့တော့ဒီကရင်မျိုးသားစီယုံကရင်ယူနဲ့ကို ော်လန်ရေးပေါ်တဖွဲ့တွေကလာတိုက်မှာကိုတပတ်ကြာကြိုတိပေမဲ့စစ်ကောင်းဆောင်တွေဘက်ကဘာမှအကာအကွယ်လုပ်မပေးခဲ့ဘူးလို့မြန်မာထိုင်းနေဆက်မောတောင်တိုက်ပွဲစကန်တိုက်ပွဲမှာဖန်ခန့်စစ်ကောင်းစီတပ်တွေကပြောတယ်လို့သိရပါတယ်။အဲတော့တင်းသားတွေတိုင်းတင်းသားမျိုးတွေနေဆက်ကုံသွေးမျိုးဖြစ်တဲ့မောတောင်မျိုးတင်းတိုက်ပွဲကို KNU နဲ့တပ်မဟာလေးနဲ့တော်လိုင်းပူပေါင်းတက်တွေကနိုဝင်ဘာလ17ရက်မှာစတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ၄ရက်မြောက်နေ့မှာနိုဝင်ဘာလ14ရက်နေ့မှာသိမ်းပိုက်နေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီထံမှ120မမလက်နက်ကြီးအပါအဝင်လက်နက်မျိုးစုံအများပြားသိမ်းခဲ့ရတယ်လို့စစ်တုံးပန်း43ဦးသုံးဦးကိုလည်းဖမ်းမိရခဲ့တယ်လို့သိရပါဗျ။ဖမ်းမိစစ်တုံးပန်းတွေကိုတမန်၄နေမီတဲ့ရောက်နေတဲ့စီဂျန်ရာရှိဗိုလ်မှူးတင်လျောင်ကတွေးဆစကားပြောနေတဲ့မတန်းရုပ်ကိုဗိုလ်မှူးတင်လျောင် Facebook မှာတင်ထားတယ်တွေ့ရပါတယ်နော်။အဲ့တော့ဗိုလ်မှူးတင်လျောင်ပြောထားတဲ့ဒီ video file လို့လည်းကျွန်တော်နောက်ထောင်ကြည့်အောင်နော်။လို့တွေကိုလိုက်ပြီးတော့မှကျွန်တော်တက်နိုင်ရင်တော့လိုက်ပြီးတော့မှဝိုင်းပြီးတော့မှလုပ်ပေးနေပါတော့နော်။ကျွန်တော်လုပ်ပေးနေတယ်။ကျွန်တော်ကျွန်တော် စ်တိုက်တဲ့အခါစစ်တိုက်တာရွေချက်ရှိရမှာလားဒီတော်လိုင်းတပွဲတွေကစစ်တိုက်တဲ့အခါမှာသူတို့မှရွေချက်ရှိတယ်။ဘာလဲသူတို့လူလူတို့မျိုးဖို့နော်တိုင်းသားရဲ့တိုင်းသားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးရရှိဖို့ပြီးလို့ရှိရင်စစ်မှန်သောဒီမိုကရေစီကိုရရှိဖို့အတွက်တော်လိုင်းတပွဲတွေရွေချက်နဲ့တိုက်ပွဲဝင်အခုခင်ဗျားတို့တိုက်ပွဲဝင်ရတာရွေချက်ရှိတယ်။တိလားအရွေချက်ရှိတယ်တိရကျွန်တော်တို့ ဘာစစ်တပ်မှာနေပြီးတော့စစ်တိုက်နေတာကအာယူရချက်ကြောင့်ပါလို့ပြီးတယ်လို့ရှိရင်ကျွန်တော်ပြောပြတယ်။သိလားသိပါဘူး။ဒီနေ့လာလာထုတ်ပေးမယ်။ယူသွားဆိုရင်သွားရမယ်။ဟုတ်လား။ရေကကံဆန်တည်းရ26အောင်ဆန်လေးပေးပြီးတော့မှဟုတ်လား။တကယ်တကယ်ဖြစ်တဲ့အခါမှာခင်ဗျားတို့အပေါ်မှာခုနကကျွန်တော်ပြောတယ်နော်။တန်းစီခွေးတွေကျွန်တော်တို့စက်ပတ်လန်းနေမှာခင်ဗျားတို့ဆိုင်းမုတ်တွေပြုလို့ရှိရင်160ဖြေလို့ရှိရင်လည်းခင်ဗျားတို့ဒီဒီဟာလေးပဲကြက်ခိုင်းနေတာဟုတ်တယ်မလား။နော်။ရဲဘော်စိတ် ရေဘော်ကြီးတော့ပါတယ်ဆိုတာကျွန်တော်ပြောသူရေဘော်ရှင်ချင်းပေါ့အရှိတော်ဒီကတည်းကအယောင်းကြီးတည်းကကိစ္စဆောင်းနေဘူးညရမယ်ဖြစ်ဘူးနော်ကျွန်တော်ဘောမှာမင်းလည်းကျွန်တော်တို့ကညတာတည်းကရှိတယ်ဒီဒီမှာကျွန်တော်တိုက်ခံရတော့ဘုရားဟာဟိုမှာဟိုဒီလေးကိုမေးကြည့်တယ်ဆီကြောင်းနှိမ့်မှုမေးကြည့်တယ်တိုက်ခံရတော့မှာဘယ်လောက်အကြာကြိုတိတယ်တော့ခဏရက်လောက်ကြာတယ်ကျွန်တော်ကြိုတိနေတယ်ဒါပေမဲ့ခင်ဗျားတို့ကာကွယ်ဖို့ကောင်းချောက်ဖို့ ားတို့အဲအိုးရင်ကြီးတယ်တာဝယ်ဆောင်းချဖို့အတွက်ခင်ဗျားတို့မင်းရောက်လိုက်ဘာလုပ်ပြီဘာမလုပ်ပြီဒီတိုင်းပဲလွတ်ပြေးထားလိုက်တာဟုတ်တယ်မဟုတ်လားဒီခင်ဗျားတို့ရဲ့ဒုတိယတရင်မှုကလည်းဒီတိုင်းပဲနီးပြာကုန်းချမကြောက်စောင့်နေတာဒီကောင်ကလည်းနီးပြာကုန်းရှိလို့ရှိရင်ခင်ဗျားတို့နီးပြာကုန်းရဲ့ဒီပေမကုန်းရဲ့နှကုန်းရှိလို့ရှိရင်နီးပြာကုန်းနဲ့ဆိုရင်နည်းနည်းခံနာတာပဲတစ်ခုခံရင်တော့ခံနာတာပေါ့နီးပြာကုန်းလည်းကြပြီလဲဆိုလဲဆိုတော့မလုပ်လဲခင်ဗျားတို့ ပြီးပြားကောင်းကောင်းနေဖြည့်ချင်ရပြီးငါတော့ပြေးမယ်ဆိုပြီးတော့ဒီဂိတ်ပေါက်ကနေမိတန်းအောင်ပြေးသွားတယ်ပြီးတော့ရနောင်းဘက်ကနေပြီးတော့တက်ကိုပြန်မယ်အနေထားမျိုးနဲ့ရှိတာပေါ့နော်ငါတော့သူ့ပိုင်းဖြစ်သွားတယ်အဲ့တော့ तू ကခင်ဗျားတို့ရဲ့ဒီမှာတင်းမှုကလက်ရှိတော့ဆိုလို့ရှိရင်နာမည်ရှင်းမရောက်တယ်ပေါ့နော်တင်းမှုကသေယုံတက်နေတယ်လို့ကြည့်ရတယ်တင်းမှုမရှိဘဲနဲ့ तू ကခိတတင်းမှုလုံးနေတဲ့လူကသူ့အောက်ရှင်ရဲဘော်တွေရဲ့ တက်အိုးတွေစီးစိန်ကိုငါဘယ်လိုကာကွယ်ရမလဲဘယ်လိုလုပ်ရမလဲဆိုစီမံချက်တွေသူ့မှာမရှိဘူးเนาะကုတော်မကိုလိုယုံပြီးတော့ပြေးတယ်เนาะလည်းနဲ့လေလေးတလက်ပါဝိုင်းเนาะစစ်တပ်မှာဘာဖြစ်မှာပြည်နယ်မင်းမှာဟုတ်တယ်မှာဒါကြီးပါထားခဲ့เนาะဒီရောက်နားရှိတာပုံထားတဲ့ဟာတွေသူထားခဲ့တဲ့ဟာတွေထားခဲ့ပြီးတော့မှကိုလိုယုံပြီးတော့မှဖြစ်ပြေးသွားတယ်เนาะအဲ့တော့သူတို့မင်းရောက်နိုင်တဲ့ဒီရိုင်းမှာသူရဲ့အသက်သူရဲ့အာနာ ူရဲ့ယာလူကူရဲ့စီးတိမ်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ဘယ်တော့မှပြန်လဲမကြည့်ဘူးတော့ကျွန်တော်ကဥပဒေကလေးကတည်လို့အင်းစစ်စစ်ခလိုင်းဘက်ကိုပြောင်းပြီးတော့မှခလိုင်းဘက်တော်သားရင်းနဲ့အတူတူကျွန်တော်ပြောလို့ဒီဘက်ကလူတွေတိုက်တာကသူတို့မှရွယ်ချက်ရှိရွယ်ချက်ရှိရယ်နော်ဘောတော်တိုက်တယ်ဘာကြောင့်တိုက်တယ်မောတော်ပြည်သူလူလူများဖို့အတွက်နော်ပြီးလို့ရှိရင်ဒီနေမီမှာဘာလို့တော့ဘာလို့တော့သူကျိုးရတာစစ်မှန်တဲ့တိုင်းသားကိုရရှိရမယ်ပြီးလို့ရှိရင်စစ်မှန်တဲ့လူတွေရှိ ရရှိဖို့အတွက်ဆိုတော့ဒီထဲမှာရဲရင်းနဲ့ပါရင်ဘုရားဟုတ်ပါဘူးရဲရင်းများတို့ပို့ပြီးတော့မှသဘောပေါက်မှာပါနော်အဲ့တော့ရဲနဲ့ပတ်သက်ပြီးတော့မှလည်းဘာမင်းအောင်လိုက်ဘာလုပ်ပြီးလဲတကယ်တကယ်ဖြစ်လာရင်ဘာမှတော့မပြေဘူးဒါပေမဲ့ခင်ဗျားတို့ဒီဂိတ်ကနေပြီးတော့ ဒီရက်ကိုခင်ဗျာခင်ဗျာ3000လောက်ရှာပေးနေနိုင်တော့ခင်ဗျာကာယခတ်တိုင်းမှုလားဟုတ်ရလားဒါလိုကနှစ်နှစ်လေးမှနှစ်နှစ်လေးဟုတ်လားဟုတ်လားဒီမှာတော်ရကြတဲ့ဒီရက်မှဒီရက်ကိုပြီးရောမှာဟာပါဘာတို့နိုင်ငံတကာစစ်ပွဲတွေမှာကြည့်ကြည့်ပေါ်ကားလေးပေါ်လေးဆုံးမန်းမိသွားလို့ရှိရင်ဘာလို့လဲကိုဘက်ကနေပြီးမှအဲ့3000လောက်မှာလေဒေါ်လာလေကိုလူတွေကိုဘယ်လိုပေးရမလဲဆိုတဲ့ဟာလေအများကြီးစီစဉ်ပြီးတော့မှလုပ်တယ်ကျွန်တော်ကတော့ဟုတ်တယ်မဟုတ်လားကျွန်တော်စီမှာ ်ပုံမှန်ဒါမှမဟုတ်ပြောင်းလဲလက်မော်ရီကပ်နော်ဘောလုံးမဲမှာတွားပြီးတော့လက်ကုတ် TV အားပေးလိုက်ဒီကျင်းမှုပါလေဖူကာယေဒီပြိုင်ပွဲတွေမှာဟိုလှုပ်လိုက်ဒါလေးပဲနော်ခင်ဗျားတို့ကျွန်တော်တို့ပုံမှာဒါတန်ရောစင်မှာမရှိဘူးအဲ့တော့ခေါင်းဆောင်ကကိုယ့်ပုံမှာတန်ရောစင်မရှိလို့ရှိရင်ကိုကအဲ့ဒီလူတွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တက်ဖွဲ့တွေစစ်တိုက်နေတဲ့အကြောင်းမရှိဘူးအဲ့တော့ရွယ်ချက်ရည်မှန်းချက်ရှိတဲ့လူတွေနဲ့ပဲ ကျွန်တော်တို့ကတော့ဖြစ်တိုင်းကပို့ပြီးတော့မှအိမ်မရှိရဲဆိုတော့ကျွန်တော်ပြောချင်တာပါเนาะအများကြီးတော့ပြောစရာရှိရဲเนาะဒါပေမဲ့ကျွန်တော်လည်းနားထောင်ရမှာနည်းနည်းလောလောဆယ်စစ်သားဘဝကနေချင်းချင်းသုံးပန်းဖြစ်လာတဲ့ခါကျတော့ခင်ဗျားလည်းကျွန်တော်ပြောတဲ့တကားကြီးနားထဲမှာကန့်လက်ဖြစ်ဖြစ်နေလိမ့်မယ်။ဒါပဲလို့ဆိုတော့ခင်ဗျားတို့ကတကယ်စစ်တမ်းမှာတကယ်တစ္ဆာခံခဲ့တဲ့လူတွေဖြစ်တဲ့ကျွန်တော်တို့ကတစ္ဆာဖောက်ခဲ့တဲ့လူတွေဒါပေမဲ့ပေါ်မှာဒီသားဆရာကြီးတယောက်ပြောတဲ့စကားလေးကျွန်တော်နားသဘောကျတယ်เนาะ။သူပြောလဲဆိုတော့ မင်းတို့စစ်တပ်ကိုတစ္ဆာဖောက်ဝိုင်းတစ္ဆာဆူးလိမ့်မယ်တစ္ဆာဆူးလိမ့်မယ်တဲ့တစ္ဆာဆူးရအောင်တစ္ဆာကျန်းကျင်ခိုင်းတဲ့ကံကောင်းအောင်ဘယ်လောက်ဒီတစ္ဆာရှိနေလို့လဲတဲ့နော်ကျွန်တော်တို့ကျန်းကျင်ကနိုင်ငံတော်လမ်းကိုထိပြီးတော့မှကျွန်တော်တို့တသားစီဘုရားမှာဟောတယ်မှာနော်နိုင်ငံတော်လမ်းကိုလက်နဲ့ထိပြီးတော့မှကျွန်တော်တို့ဆိုခဲ့တစ္ဆာကအဲ့ဒီနိုင်ငံတော်လမ်းကိုင်းပါလေဆိုတော့ကောင်းနေရတစ္ဆာမရှိရတဲ့ကျွန်တော်တို့အဲ့ဒီတစ္ဆာဆူးစရာအကြောင်းကိုမရှိဘူး ော်မှန်ပါပဲကျွန်တော်ပြောခြင်းလေအဲ့တော့ဒီမှာခင်ဗျားတို့အေးအေးဆေးဆေးနေမယ်ဆိုရင်ဒီအဖွဲ့ရအကုန်လုံးအေးအေးဆေးဆေးပဲအားပါပဲဘာမှခင်ဗျားတို့လက်ပြားနဲ့လည်းမရှိဘူးကိုယ်ရကြိတ်ရလည်းမရှိဘူးညိုက်တာနှက်တာလည်းမရှိဘူးနော်ဒီကဒီကယူအားမှုတို့ပါတော့ဒီအဖွဲ့တွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ဆိုရင်နိခေကောမှာကျွန်တော်နိခေကောနဲ့ပြည်ပြန်လို့တာကျွန်တော်မျိုးသမီးရဒီဘုံပြင်တက်ထဲမှာနော်တက်ထဲကနေတော့ညာကြီးကိုထွက်ခိုင်းတယ်အဲ့မှာလေးအဖွဲ့တွေကကျွန်တော်မျိုးသမီးရဲ့ကလေးကို ်ပေါ်ထုတ်ပြီးတော့ကလေးကအဲ့တော့ဆယ်နှစ်ကျော်ကျော်ပေါ့အခုတော့ကြောင်းတက်နေငါးငါးတန်းရောက်သွားပြီနော်ဆယ်နှစ်ကျော်ကျော်အဲ့ဒါကိုရအောင်ပေါ်ထုတ်ပြီးပြီးတော့မှဒီတော်လိုင်းရဲဘော်တွေလိုက်ပြီးတော့မှပို့ပေးပြီးတော့မှကျွန်တော်တို့လွမြောက်တဲ့နေမြေထိလိုက်ပြီးတော့မှပို့ပေးတယ်ပေါ့နော်ဒီဘက်တမလေးဘက်ဘွေလည်းဒါကျွန်တော်တို့နဲ့ပတ်သက်ပြီးတို့ရဲ့ကျေးဇူးတွေလည်းကျွန်တော်ပေါ်မှာအများကြီးရှိတယ်အဲ့တော့ကျွန်တော်ရဲ့တက်နိုင်တဲ့ဟာတို့ဘိုင်းပြီးလုပ်ပေးနေကျွန်တော်ဒီတက်မလေးနေမြေလေးကိုကြောက်လာခဲ့တာပေါ့နော်ဆိုလိုချင်တာကအပြားကိုလည်း ဘာလဲဆိုတဲ့ဟာကိုကိုကိုဘာဖြစ်နေပြီလဲဘာဘာဆက်လုပ်တင်လဲဆိုတဲ့ဟာကိုကိုကကိုအေးအေးဆေးဆေးစဉ်းစားပြီးတော့မှရက်တပွဲတွေကိုနိုင်တဲ့ဟာဝိုင်းပြီးတော့မှကိုကြီးနော်အဲ့တော့ကိုကိုတိုင်းတနက်ကိုင်းပြီးတော့ဝင်တိုက်ဖို့မလိုဘူးချင်းတစ်ချောင်းခွဲပြီးတာရေတဘုံခတ်ပြီးတာလေတော်လိုင်းအေးကိုကူညီတာပဲနော်ထမင်းရိုးတစ်လုံးတည်ပြီးတာလေတော်လိုင်းအေးကိုကူညီတာပဲအဲ့တော့မင်းအောင်လိုင်းဘက်ကစစ်သားကလည်းဒီသူ ွေးတာကိုပဲစားတာတော်လိုက်ပဲစစ်သားလည်းပြည်သူကြွေးတာကိုပဲစားပြည်သူကြွေးတာစားတာချင်းတူတူတော်မှာပဲကျွန်တော်တို့ကဘုံသိကရှိကြီးပြည်သူကြွေးတာကိုပဲစားပဲတော်လိုက်ဘက်တော်သားတွေကိုပဲဘယ်သူကခွေးလို့ခေါ်တာခင်ဗျားကြားဘူးလေကြားဘူးလားနိုင်မမှာပါခင်ဗျားရေးတာကြားဘူးလားတွေ့ဘူးလားခင်ဗျားတို့တွေပဲဒီခွေးရဲခွေးနဲ့ခင်ဗျားတို့တွေခေါ်ခန်းနေရတာဒီဝိုင်းကြီးကိုဝါပြစ်ပြီးတော့မှာနော်မင်းအောင်လည်းအခုရေကောက်ဝဲလုပ်ပြီးတော့ခင်ဗျားတာတာရလစ်သွားပါလားနော်စစ်တပ်ကိုတချုံနောက်တစ်ယောက်ပေးလိုက်မယ်သမဒါကိုနောက်တစ်ယောက် ခင်ကြီးဖြစ်ဖြစ်ကိုယူနေတဲ့ကောင်တွေရှိတယ်တပ္ပရာလှုပ်ရှင်တဲ့ကောင်အမီတနန်းနေတဲ့ကောင်တွေအဲ့ကောင်တွေပေးလိုက်ပြီးတော့ तू อ่ะအေးစေးချောင်းထက်သွားမှာခင်ဗျားတို့ဘဝကြီးကိုတော့ရေတုံပြောပြီးတော့ထားခဲ့မှာနော်အဲ့တော့မင်းအောင်လိုက်တွေတစ္ဆာခံနေမဲ့သားဒီလိုဘဝမျိုးရောက်တာလည်းကောင်းတယ်လို့ပြောလို့ရတယ်နော်ဒါဘဝတစ်စိချိုးပဲခင်ဗျားတို့ဒီကနေပြီးတော့ဒီကအဖွဲတွေစီတင်ပေးတဲ့ဟာနဲ့အခုခုပြန်ပြီးတော့မှာတော်လိုင်းမှာပြန်ပြီးဒီခုခုလုတ်ပေးနိုင်ပါသေးလို့ဒါကျွန်တော်အနေနဲ့ကတော့ တောင်းနေပေါ့နော်။ဒီရင်တော့ဘက်မတူခဲ့တဲ့လူတွေခင်ဗျားတို့လည်းကျွန်တော်နေအခုကဘက်တူလူအနီးပါလို့တော့ပြောလို့ရတယ်ပေါ့နော်။ခင်ဗျားတို့စိတ်ဓာတ်တွေပြောင်းလဲလာမယ်ဆိုရင်တော့တော်လိုင်းအတွက်အများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်တယ်။ဟုတ်ပြီနော်။ဟုတ်။ကဲဒါတော့ဘူးတင်လဲအောင်ကဒီစစ်တုံးပန်းနေရှိမှာဘယ်လိုပဲစကားပြောပြတာဖြစ်ပါနော်။တကယ်ပဲပြောတဲ့စကားတွေလည်းအမှန်ကန်ပဲဖြစ်ပါလေ။ကဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ဒီ Nemos Mutant လမ်းဘက်မှာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီးမောင်မင်းသူကိုအရှင်ဖမ်းမိပြီးရေးယူဆောင်ရလိုက်ဆိုတဲ့တင်မဖြစ်ပါတယ်။မကွေးတိုင်းနှမောင်မြို့တဲ့လမ်းဘက်တွင်ချမ်ပတ်စစ်တပ်ရဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီးမောင်မင်းသူကိုအရှင်ဖမ်းမိခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်903တပ်ရဲမှဗိုလ်အောင်တင်ကသတင်းပို့ထားလို့သိရပါတယ်။ထို့သောဖမ်းဆီးရမိခဲ့သောရွေးကောက်ပွဲကော်မရှင်အကြီးတန်းစီးမောင်မင်းသူထံမှရွေးကောက်ပွဲလုပ်ငန်းစဉ်များနဲ့ပတ်သက်သည့်စည်ရင်းတချို့နှင့်ရွေးကောက်ပွဲပြုလုပ်မည့်အခြေများကိုသိရှိခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်903တပ် တရင်မှဘူအောင်တင်ကရှင်းပြပါတယ်တဲ့သူစီကနေစရင်ချိုးနဲ့ရေကောက်ပဲလုံးမဲ့လရိတိခဲ့ရပါတယ်ဇူလိုင်လ10ရက်နေ့ကမြို့တင်နှစ်မောက်သွားတဲ့လမ်းပိုင်းမှာစစ်စည်းရေးလုပ်နေစီမှာဖမ်းမိတာပါတဲ့လက်ရှိမှာဖမ်းဆီးထားတဲ့သူကိုဘယ်လိုဆက်လက်အရေးယူဆောင်ရွက်သွားမလဲဆိုတာတော့စစ်စည်းမြင်းမြတ်မှုတွေလှုပ်ဆောင်နေပါတယ်သူ့ကိုတော့ချုပ်ထဲမှာထားထားပါတယ်မောင်မင်းသူကတော့မောင်မင်းသူကတော့အသက်28နှစ်အရွယ်ရှိတယ်လို့သိရတယ်တအုပ်ကိုပဲဖမ်းမိတာလို့ပြောပါတယ်နော်ကျွန်တော်တက်နိုင်တဲ့ဘက်မှာရေကောက်ဘေးကိုတားဆီးမှာပါလို့ပြည်သူ့ကာကွယ်တပ်မတော်အမှတ်903တရင်မှာဘူအောင်တင်ကပေးဖို့ဒရင်ပေးဖို့ထားပါတယ်နော် နောက်တဲ့သတင်းတစ်ပုဒ်ကတော့ချင်းပီဘက်စီအိုဆစ်ကြောင်းထိုးနေပြီးဖလန်နဲ့တိတိရွာ20ကျော်စစ်ဆောင်နေရတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲ့တော့ချမ်ပတ်စစ်ကောင်စီကချင်းပီနယ်ထဲမှာစစ်ရှုံးနေမြေတွေပြန်ရရေးစီအိုဆစ်ကအင်အား30ကျောင်းထိုးဝင်ရောက်နေပြီးပြည်သူတွေကိုရန်ပြုတ်နေတာကြောင့်ဖလန်နဲ့တိတိမျိုးမှာရှိတဲ့ကျွေးရပေါင်း20ကျော်မှာနေထိုင်တဲ့ဒေသခံတွေတောတောင်တွေထွက်ထွက်ပြေးသိမ်းရှောင်နေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက APF MFP ကိုသတင်းပို့ထားလို့သိရပါတယ်အဲ့တော့စစ်အိုဆစ်ကချင်းပီနယ်ရဲ့ဝင်ပေါက်လမ်းမကြီးတွေဖြစ်တဲ့ကလေးတိတိဖလန်ဖလန်လမ်းမကြီးကနေစစ်ကြောင်းတစ်ကြောင်း ကလေးနှစ်ချောင်းလမ်းဖလန်းမြို့နယ်ဝေဘူးလာမြို့ကနေစစ်ကြောင်းတစ်ကြောင်းတိတိမျိုးပေါ်ကနေတိတိကလေးဖလန်းလမ်းမကြီးကနေစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းအင်အား900ပါအောက်တိုဘာ29ရက်စတင်ကစစ်ကြောင်းတို့ဝင်ရောက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်နော်အဲ့ဒီစေအုပ်စုရန်ကြောင်းတိတိမျိုးအတွင်းကခိုင်ကန်ထေးဆန်ဆွလင်အားလွေတိုင်းငင်းစဲဆန်ဟိန်စိန်ဇိုဆန်မွာပီကျွော်အနေနဲ့ဖလန်းမြို့နယ်ထဲကလိုင်ဘာတလန်းစာလုံပန်းပါတဲ့ထင်းရှုမြိုင် ဘာနဲ့ဝေဘူလာစားတဲ့ကြေးရွာနေစိတ်ချောတင်းရှောင်နေရတယ်လို့သိရပါတယ်ခင်ဗျာကဲတော့တဲ့တို့ကတော့ရေလာရှိမှာစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား20ဦးမြေရောစာဖြစ်ပြီးစစ်တပ်ကကျွော3ခုတမနဲ့ကိုမိရှို့သွားတယ်လို့သိရပါတယ်။အဲဒါကတော့ဘကိုးတိုင်းရေလာရှိမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းစစ်တပ်ကိုနှစ်ချိန်တိုက်ခိုက်ခဲ့ရာစစ်သား20ဦးသေဆုံးပြီးတော့ရေလာရှိမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3504ရဲ့တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူကသတင်းပို့ထားလို့သိရပါတယ်။ အဲ့တော့အထိုးအော်တိုဘာ25ရက်နေ့မွန်လွယ်3နာရီခန့်အချိန်တိုက်ပွဲဖြစ်ပွားရာနေရာများသို့နေပြီးတော့စကိုင်းလက်အောက်က PDF တိုင်များနဲ့ KNU တပ်မဟာနှစ်တိုင်ရင်9လက်နက်ကြီးအဖွဲ့တို့ကတွားရောက်တိုက်ခတ်ခဲ့ရာတိုက်ပွဲ2နာရီနီးပါးဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲတွင် Chamber System မှာ15ဦးမျိုးစားဖြစ်က9ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ Okay နောက်ထပ်ကြောင်းနောက်ထပ်မသိင်ကတော့အကျွေးထူတဲ့သက်သက်ခိုင်းနဲ့အတနာခန်းစာတင်ခဲ့တော်လဲမင်းအောင်လင်ကမတနာရင်ရီကောက်ပဲပြန်ခွေလုံးဝအဆုံးတက် နှီးကုပ်ချုပ်သွားပြီဆိုရင်တည်မဖြစ်ပါဘူးเนาะအဲ့တော့ကြွေးထူတဲ့တသက်ခိုင်မှာရွေးကောက်ပွဲဝင်ပြန်ရင်မင်းအောင်လိုင်းတို့သနားစာတင်ခဲ့တော့လေမင်းအောင်လိုင်းကမသနားရွေးရွေးကောက်ပွဲပြန်ခွင့်လုံးဝအဆုံးသက်နှီးကုပ်ချုပ်ဆိုဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီကတရားဝင်အတီးပြုထုတ်ပေါ်ပြောဆိုလိုက်ပြီးတော့သိရပါမယ်เนาะအဲ့တော့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်က၎င်းကို တွတ်တော်ကိုယ်စားလှယ်လောင်းပြမပေပြထားမှုအပေါ်တက်ညာစစ်စားပြီးရင်ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပြုရန်ရွေးကောက်ပွဲကော်မရှင် UEC နှင့်မင်းအောင်လိုင်ထံသို့တနာခန်းစာတင်ပြခဲ့ခြင်းဖြစ်ပါတယ်နော်အဲ့တော့သူဘလို့ပဲတနာခန်းစာတင်ခြင်းအခုချိန်မှာဆိုရင်တော့မင်းအောင်လိုင်ကတုံးချပြီးဖြစ်တဲ့အတွက်လုံးဝကိုစွန့်ပစ်လိုက်ပါပြီနော်ကိုပြိုင်လို့လည်းမရတော့ပါဘူးအဲ့တော့ဒီဘက်မှာဆိုလည်းတစ္ဆဘောက်ဟိုဘက်မှာဆိုလည်းဘာမှတုံးစားလို့မရတဲ့သူပေါ့နော်အဲ့တော့သူခုချိန်မှာဝင်ပြိုင်လို့မရတဲ့အကြောင်းအကျွေးအကျွေးများတဲ့အကြောင်းကိုသူဘယ်လိုပြောလဲဆိုတော့တစ်ချက်တော့ကြည့်အောင်နော် ဒေါက်တာသက်သက်ခိုင်ကဘယ်လိုလဲလို့ပြောရင်တော့ကျွန်မပါတီမှာဥက္ကဋ္ဌဖြစ်ပါတယ်အဲသို့တော်လည်းအမျိုးသားလွတ်တော်အဟိုပါပေါ့အဲမဲအများဆုံးရသူအနိုင်ယူမဲဆန္ဒနဲ့အမှတ်နဲ့မှာရှောက်ထားပြီးတော့မှရင်းပယ်ခံထားရတဲ့ကိုယ်စလဲလောင်းဖြစ်ပါတယ်ရှင်ပြည်သူ့ရှိဆောင်ပါတီ PPP ဩဂထဒေါ်သက်သက်ခါရဲ့အတနာခံစားကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကငင်းပယ်လိုက်တယ်လို့သိရပါဗျ။ UEC ကနေကိုစလဲလောင်းအဖြစ်ပယ်ချထားတာနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားပေးဖို့တောင်းဆိုထားတဲ့အပေါ်ညှင်းပယ်ခံလိုက်ရတာဖြစ်ပါတယ်။ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်မှာနှွေမ14ရက်နေ့ကလှုပ်တဲ့ PPP ပါတီနဲ့လူလူတွေးဆောင်ပွဲ အခမ်းအနားမှာဒေါ်သက်သက်ခိုင်ကအဲ့ဒီလိုပြောသွားတာဖြစ်ပါတယ်။ဆိုလို့ရှိရင်ကျွန်မနောက်ဆုံးမီဒီယာနဲ့လူဝင်ပါတီရဲ့နေ့မှာပြောထားတာကတော့အဲကျွန်မအတနာခံစားတင်ထားတယ်လို့ပြောထားပါတယ်။အဲဒါပေမဲ့ကျွန်မဒီပြည်သူလူထုကြားထဲမှာ ဒီအော်တောင်းနေမဖြစ်စေဘူးပေါ့နော်ကျမကဟို UEC ပေါ့နော်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ငင်းပယ်ပြီးပါချင်းကျမရဲ့အဲကျမရဲ့တနာခံစာကိုငင်းပယ်ပြီးဖြစ်ပါချင်းအဲသို့တော်လည်းကျမဒီလိုငင်းပယ်ခံရတဲ့အတွက်ဒါငင်းပယ်ပြီးသွားပြီဆိုတော့ကျမမပါနိုင်တော့ပါဘူး UEC ကဒေါ်သက်သက်ခိုင်အနေနဲ့ကမောဆန်ဘန်ကိုချင်းငွေပြန်ဆက်ဖို့ရှိနေတဲ့အတွက်ရေကောက်ပွဲဥပဒေပုံမှန်ရှစ်ခါချီပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းနေတာကြောင့် ကိုစလဲလောင်းအဖြစ်ကနေပယ်ချကြောင်းကိုအော်တိုဘာ22ရက်နေ့ညပိုင်းမှာနေငုံဆလာပေးသွားတာဖြစ်တယ်လို့ဒေါ်သက်သက်ခိုင်ကပြောထားပါတယ်။ဒီမတိုင်ခင်မှာတော့ဒေါ်သက်သက်ခိုင်အနေနဲ့ယူအီစီကထုတ်ပေးထားတဲ့ကိုစလဲလောင်းအတီးပြုကတ်ကိုလက်ဝယ်ရရှိထားခဲ့ပြီးဖြစ်တယ်လို့ပြောပါတယ်။မပြောသွားပါတယ်။ပါတီငယ်လေးတွေကကြက်ခိုင်ဖွံ့ဖြိုးရေးကိုပေးနေတဲ့မဲတွေကငါတို့ဘက်ရောက်လာမယ်လို့တော့ ကျွန်တော်ထင်တယ်မျောလင်းလို့မရဟွန်းအဲ့တော့သူတို့ရလိုက်တဲ့မဲကဘယ်ထက်ကနေယူမလဲဘယ်ထက်ကနေနိုင်ရမလဲဆိုရင်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုပြီးခဲ့ကြတဲ့လူတွေတည်းရပဲသူတို့ပြီးရယူရမယ်ဒီနေ့မှဘာသွားတွေ့ရလဲဆိုတော့ဒီလိုအနေထားမှာတော့တက်တက်ခိုင်ဟာဒေါအောင်ဆန်းစုကြည်သည် စစ်တပ်ကဆွဆွဲထားတယ်လို့နော်အလွဲသုံးစားတွေပြုတ်လုပ်တဲ့အတွက်ဆိုပြီးတော့ ပြောသွားတဲ့စကားလေးအင်တာဗျူးမှာ तू ကဖြေကြားပြောသွားတာလေးတွေသွားတွေ့ရတယ်ဒါသတင်းထဲမှာလည်းတော်တော်ရဲရက်ခဲ့တယ် तू ဟာသူ့ပါတီကိုလည်းတတ်တယ်သူ့နိုင်ငံရေးကိုလည်းတတ်တယ်စကားကို तू ကအဲ့ဒီမှာပဲ तू ပြောလိုက်တယ်တော့ဒီတန်းမှာထူးခြားတဲ့လူမှုမီဒီယာပေါ်မှာအဲကျွန်တော်သွားတွေ့တာလေးတစ်ခုရှိတယ်အထူးထည့်သာသနာတွေကပုတ်သာသနာဖုန်ကြီးတစ်ပါးကဆိုရင်ပါတင်လဲဆိုရင် तू ဟာသူတော်ကောင်းကိုပြစ်မှားခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒါသာအတန်တရာအဆက်ဆက်ထိအပြစ်ကိုခံရလိမ့်မယ်ဆိုတဲ့ပို့စေးကိုသွားပြီးတွေ့ရတယ်အဲ့ဒီစကားပြောပြီးတာနဲ့ဇက်တိုက်ဒေါ်သက်သက်ခိုင်ကြုံတွေ့ရတဲ့ပြဿနာတွေဟာဇက်တိုက်ပေါ်လာတာကိုသွားတွေ့ရတဲ့အခါမှာဒီဖုန်ကြီးလေးရဲ့မှတ်ချက်ကလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့အဲကျွန်တော်ဒီလိုပဲပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပတ်သက်ပြီးသုံးသပ်ပြောကြရမှာပဲခင်ဗျ။ကဲဒါရောပါနော်။ ဒေါ်သက်သက်ခိုင်ရဲ့တတိယမဖြစ်ပါတယ်အခုဆိုရင်တော့ပြန်ဒီပါတီဒီယူရောပမှာလည်းပါဝင်ရှင်ပြန်ခွင့်မရှိတော့ပါဘူးเนาะအဲ့တော့ तू တစ်ဆက်ဖောက်ခဲ့တဲ့ဟာတွေ तू အမေစုပြောခဲ့တဲ့ဟာတွေပေါ့เนาะတကယ်ပဲ ဟိုလွန်နေပေါ့နော်အဲ့ဒီဟာတွေအားလုံးအတွက်ကိုသူအခုချိန်မှာပြန်ပြီးဝစ်လေတယ်လို့ဒီပုံပုံကတုံးတက်ထားတယ်လို့ပြောတာဖြစ်ပါတယ်နော်အဲ့တော့ဒီထက်ပိုပြီးတော့လဲဝစ်လေဦးမှာပေါ့နော်အခုဆိုရင်အကျွေးအကျွေးပေါင်းတောင်းတောင်းချောက်တောင်းနေပေါ့နော်နာမည်လည်းပြက်သေးတယ်ဘောကလည်းပြန်ပြန်ခွင်လည်းမရဘူးဟိုဘက်ကဟိုတော်လိုင်းဘက်ကိုကြည့်ရင်လဲ LED သစ္စာပေါက်ကြီးဖြစ်နေသေးတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဘာမှတုံးစားလို့မရအောင်မင်းအောင်လည်းကတကယ်ပဲအကွက်ချပြီးစီမံခဲ့တယ်ဆိုတာသိကြပါတယ်နော်အဲ့တော့ဘလို့ပဲပြပြောမင်းအောင်လည်းသူ့အာဏာရဖို့ရေးဆိုရင်တော့ဘသူမှမဆိုနင်းချမယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်တဲ့အတွက်အခုချိန်မှာတော့ project ကအကျွေးပလပွားနဲ့ မမမျောလင်းချက်မရှိတော့ဘွားကိုရောက်တော့ပါပြီနော်ဟုတ်ကဲ့ဒီညအတွက်သတင်းပြီတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပေးနေမြို့ပါပြီတူရောက်စင်ထူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖက်မင်းအောင်လာရေးစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံပါကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ